ီတထေးကမနက်စာအတွက်ပိုက်ဆံတွေကိုစားတယ်သူ့မိမကလည်းနေတိုင်းစိန်တွေနဲ့ရေချိုးတယ်ဒါတွေအားလုံးကအင်ကြီးတလုံးကိုဝယ်ခဲ့လိုက်တာကစတင်လာခဲ့တာပဲသူတို့ဒီကိုရောက်လာတဲ့နေ့မှာတန်ရှင်းရေးလုပ်ကြရင်းနဲ့အမျိုးသားကနိုင်ရန်ခွဲချောင်းတစ်ခုကိုတတိထားလိုက်မိတယ်သူကခံရန်ထားတဲ့အရာတွေကိုဖယ်ရှားကြည့်လိုက်တော့ဒီနောက်မှာတကားတစ်ချက်ကိုတွေ့လိုက်ရတယ်ဒီတော့သူ့မိမကိုအမြန်ပဲခေါ်လိုက်ပြီးတော့နှစ်ယောက်သားအဲ့ဒီတကားကိုဖွင့်လိုက်ကြတယ်အဲ့ဒီမှာနောက်ထပ်အခန်းတစ်ခုရှိနေတာကိုတွေ့လိုက်ကြရပြီးသူ့မိမကအခန်းထဲကိုဝင်ကြည့်မယ်လို့တော့သူတို့နောက်ကမိသီးတွေကအဆက်မပြတ်မိတ်တုံမိတ်တုံဖြစ်နေခဲ့တယ် ဒါပေမဲ့သူမပြန်ထွက်လာတော့မိတွေကပုံမှန်ပြန်ဖြစ်သွားပြန်ရောအဲ့ဒီနောက်မှာပဲအမျိုးသားကအခန်းထဲမှာမောမောနဲ့ထိုင်တောက်နေခဲ့ပြီးတော့သူ့လက်ထဲကအရက်ပလင်းကုန်သွားတော့နောက်ထပ်တပလင်းလောက်လိုချင်တယ်လို့ပြောလိုက်မိတယ်။ဒီတော့မိအောင်တွေကလှုပ်ခါလာခဲ့ပြီးတော့အသစ်ဆက်ဆက်ပလင်းတလုံးကသူ့ရှေ့မှာယောက်လာခဲ့တယ်။နောက်နေမနေ့ရောက်တော့သူ့မိမကိုဆိတ်လုရှားစွာနဲ့ပဲဖုံးဆက်ခေါ်လိုက်တယ်။သူ့မိမရောက်လာတော့အခန်းထဲမှာဈေးကြီးတဲ့ပစ္စည်းတွေနဲ့ပြည့်နေခဲ့ပြီးတော့သူ့မိမကိုဒီခန်းကလိုချင်တာမှန်တည်းမတောင်းလို့ရတယ်လို့ပြောပြလိုက်တယ်။ဒီတော့သူ့မိမကဒါဆိုရင်တော့ဒေါ်လာတန်းပေါ်လို့မဆိုင်မတော့ဖြေလိုက်တော့ အခန်းထဲမှာပိုက်ဆံတွေချက်ချင်းပေါ်လာခဲ့တယ်။ဒါပေမဲ့ပြစ်တနာကအမျိုးသားကပိုက်ဆံတွေယူပြီးတော့ KTB သွားမယ်ဆိုပြီးထွက်လာတော့သူ့အိတ်ကထဲကပိုက်ဆံတွေကဖုံမှုန်တွေဖြစ်သွားရောဒီတော့သူကအထဲကိုအမြန်ပြန်ဝင်လိုက်ပြီးတော့ပိုက်ဆံတွေကိုကောက်ယူလိုက်ပြီးပြက်တင်းပေါက်ပြင်ကိုပစ်ချကြည့်လိုက်တယ်။သူထင်ထားသလိုပဲပိုက်ဆံတွေကအပြင်ရောက်တော့ပြားတွေဖြစ်ကုန်တာပဲ။နောက်ထပ်သူထုတ်ယူထားတဲ့ပန်ချီကားတစ်ချက်ကိုယူလိုက်ပြီးတော့တကားရဲ့အတွင်းမှာတဝက်အပြင်ဘက်မှာတဝက်ထုတ်ထားကြည့်လိုက်တယ်။ခဏနေတော့အပြင်ဘက်ပိုင်းကချက်ချင်းဖုံမှုန်တွေဖြစ်သွားတာပဲ။ဒီတော့ဒီခန်းထဲကသူတို့ဘာမှမစိုးရောင်းယူလို့ရပါပဲ။ ဒီအိမ်ထဲကနေတော့ဘာတစ်ခုမှအိမ်ပြင်ကိုထုတ်ယူလို့မရနိုင်ဘူးဆိုတာကောင်းကောင်းနားလည်သွားခဲ့တယ်